တနင်္လာမျိုးနေ့လေးမရွာနာမဆန္ဒရှင်တန်နေဒေါ်လာရီတက်တွေတိုက်ပွဲပြင်ထန်နေလို့ဂျေးဝါဒီဝါကဒေတာခံတွေတေရှောင်းနေရပြီးစားတောင်းတဲ့အဝစားတွေရေးဖို့လိုအပ်နေတယ်လို့ဒေတာခံတွေနဲ့စေဘေးရှောင်းကုညီနေသူတွေစီကသိရပါတယ်။အော်တိုဘရက်29ရက်ကစပြီးဆန္ဒရှင်တက်ကလေးမရွာအနီးတဝိုက်ကိုစစ်ကြောင်းထိုးလာလို့ဒေါ်လာရီတက်တွေနဲ့တိုက်ပွဲကြီးရက အနီဝန်ချင်းကြေဝါလေယာကဒေတာကန်တွေရွာလို့ကြောထွက်ပြေးချာတဲ့သူစေပေရှောင်းကုညီနေသူတူကပြောပါတယ်လင်းမရွာအပါဝင်ဒူးကြီးနဲ့ရေခမ်းချောင်းရွာတွေကဒေတာကန်50ကျော်စေပေရှောင်းနေရတယ်လို့ဆိုပါတယ်အဲ့ဒီစေရှောင်းတွေဟာမြစ်ဆရာဆွေမျိုးတွေနဲ့အစာအိုးတွေမှာနေထိုင်ကြတယ်လို့ဆိုပါတယ် စေရှောင်းရဲ့တိုင်းနေထိုင်တဲ့ဆောက်အိုလိုအပ်ချက်ပါဝင် စာနာရိတ်ကလိုအပ်ချက်တွေများလာမှဖြစ်တယ်လို့လိမ့်မှန်စွာနဲ့မနီမဝေးမှရှိတဲ့တကူကျေးဝါအိုစုနီဒေတာခတ်တူကပြောပါတယ်။အတူပလ29ရက်နေ့ကနေ31ရက်အတွင်းတိုက်ပွဲတွေတောက်လျှောက်ပြင်းထန်ခဲ့ပြီးဆန္နာရှင်တကာလက်ချောင်းနဲ့လက်နေကြီးပြတ်ခတ်မှုတွေကြောင်းလိမ့်မှန်စွာမှနေတဆောင်မီလောင်ပြီးပင်လူမျိုးတအူတေဆုံခဲ့ပါတယ်။ဒါပြင် အော်တိုဘလ20ရှင်းနီကလေးလင်းမိုက်ရွာကိုခဏပြန်လာတဲ့ဒေတာခန့်တူကိုဆက်အနာရှင်တက်ကပစ်တက်ခဲ့တယ်လို့နေတိုးဆောင်ကိုလေးမြှို့ဖြစ်စီခဲ့ပါတယ်။